အခုဒီမှာဒီလိုမျိုးပက်လဲပေါ့နော်တောင်းထီထိုးလာပြီဆိုလို့ရှိရင်ဒီမှာအလှပဲအတိုင်းပဲနော်မိင်းကဒီကိုထိုးလက်စားအနေထားအတိုင်းဆိုအင်းညာဆောက်ထိုးပြီးလိုမျိုးဖြစ်နေအလှပဲအတိုင်းကိုမာမင်းတို့ကအတိုင်းရှိအဲသူကဒီမှာလေးအစုံကအတိုင်းဒိုရန်နဲ့ဆုံးခဲ့တာဆိုတော့မင်းအတိုင်းရှိတန်းနဲ့ပဲဆက်လိုက်ပါမယ်အတိုင်းရှိဆိုတော့ chain နှစ်ခုနဲ့ပဲပုံမှန်အတိုင်းအဲ့တော့ဒီရဲ့ဒီရဲ့အခြေပေါ့နော်ထိုးခဲ့တဲ့အခြေမှာကအတိုင်းရှိတစ်တိုင်းထိုးလိုက်ပါမယ် တော့ဒီတိုင်ရှိတိုင်ရှိထဲမှာတိုင်ရှိဒီအပေါက်ကြီးထဲမှာမထိုးဘူးနဲ့ဒီဘက်ကနှစ်တိုင်လောက်နှစ်တိုင်လောက်ပဲယူပြီးတော့မင်းထိုးလိုက်မယ်ပေါ့နော်အဲ့တော့တိုင်ရှိလေးကိုသူကလေတပောက်ကိုတစ်တိုင်လို့နှစ်တိုင်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုဒီရဲ့အနာသက်ထိုးထားတဲ့နေရာလေးကကြာသူကနဲ့သူကြုံလာနေကျင်းလာအဲ့လိုမျိုးကျေတာဖြစ်မသွားအောင်လို့ကိုနေထားနဲ့ကိုကြည့်ပြီးတော့လိုက်တင်နေထိုးလိုက်ပါဒီဘက်တိုင်တူပေါက်မှာဆိုလို့ရှိရင်လည်းတိုင်တူတစ်တိုင်ထိုးမယ်ပြင်ခါမှာကြတော့မင်းတို့ကတိုင်တူပက်လေတိုင်တူတွေကိုပဲပက်လေထိုးခဲ့တာလေတိုးတော့အဲ့ဒါတိုင်တူကိုတစ်ခါလေးကြတော့လေတပောက်တစ် ပိုင်းဒီမှာเนาะဒီမှာတကွင်းကြံတဲ့ဟာလေးမှာမင်းတပေါက်တစ်တိုင်းထည့်လိုက်မယ်တပေါက်တစ်တိုင်းအဲ့လိုမျိုးလေးထိုးနေနေကိုကအင်းကြီးကိုတစ်ချက်ကြည့်ကြည့်ကြည့်သွားပြီပေါ့เนาะကြည့်သွားပြီဆိုတာကဒီမျိုးဒီမှာခြေကွင်းကြီးကကြဲကြဲကြီးဖြစ်နေလားပျော်အင်းကြီးကကကကြီးဖြစ်သွားလား အဲသူကလည်းသူလိုက်တင်နေပဲဖြစ်နေတာကိုကြည်သွားပါမင်းကတော့အခုတဘောတွက်တိုင်ထိုးတာအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးအောက်မှာတဘောတွက်တိုင်ထိုးနေရင်လည်းအင်ကြီးရဟိုဘယ်လိုပြောမလဲပူပွားကြီးပေါ့နော်ရွရွကြီးဖြစ်လာတယ်ပါညာဆိုလို့ရှိရင်အောက်ကတဘောလောက်ကိုကြော်လိုက်ပါเออตัวจ่มตัวတော့မဖြစ်နိုင်ဘူးထိုးရင်းเนี่ยလေးအဲ့လိုမျိုးနည်းနည်းကြည်ကြည်ဖြစ်နေတာပါညာပဲဖြစ်ဖို့များရပါเนาะအဲ့တော့တဘောက်လောက်ကိုကြော်သိရင်ကြော်လိုက်ပါသူဟာเนี่ยသူလိုက်တင်နေဖြစ်နေတယ်မကြော်ပါနဲ့မင်းကတော့အခုထိုးကြည့်တော့အဆင်ပြေနေရဟိုလိုကြီးလေး ပြင်းပြင်းဖြစ်မလားဆိုမင်းတပေါက်တတိုင်းပက်လဲထိုးပါမယ်ထိုးရင်းနဲ့ဒီဘက်ခါအနာပေါ့နော်ဒီစထိုးခဲ့တဲ့အနာရောက်အောင်ဒီထိုးလာပေးပါအဲ့တော့ပြီးလို့ရှိရင်ပြန်လှည့်ပြီးတော့မင်းတို့ဒီကိုယ်ထဲမှာထိုးသလိုမျိုးပဲရှေ့ဘယ်လိုပြောမလဲအပေါ်ကနေပြီးတော့တိုင်ရှည်ယူရတယ်လဲနောက်ဘက်ကနေတိုင်ရှည်ယူရတယ်လဲရှေ့ဘက်ကတယ်လဲနောက်ဘက်ကတယ်လဲအဲ့ဒါကိုပဲပက်လဲထိုးပေါ့နော်ဟိုကနေဒီတကြောတွေပြန်လာပြီးတော့သုံးတန်းလောက်တော့ထိုးပေးပါမင်းကတော့သုံးတန်းလောက်ထိုးပါမယ်ဒါမှထိုးရမှာဆိုလို့မင်းဟိုဘက်အနားရောက်ရင်တစ်ချက်ပြန်တော့ပြပေးပါမယ်နော် အခုထိုးလိုက်ရင်လည်းဒီဘက်ဒီဘက်တောင်းလာရောက်လာပြီဆိုလို့ရှင်လည်းမင်းပြောနေကြအတိုင်းအလိုက်တင်လေးပေါ့နော်ကိုကဘယ်ဘယ်အပေါက်မှာဘယ်နှတိုင်းရဲ့လို့တော့မဟုတ်ဘူးပေါ့ကိုလှမယ်ထင်တယ်လို့မျိုးအဲ့လိုကြုံလဲမကြုံကျဲလဲမကျဲသွားပဲနဲ့အဲ့လိုအလိုက်တင်လေးထိုးလိုက်ပါထိုးပြီးလို့ရှင်ဒါကခါပက်လေရဲတဒံပြီးသွားပြီပေါ့နော်သူကဒီတောင်းဆိုဒီတောင်းကအပေါက်ထိထိုးပြီနော်အဲ့မှဒီ ရှေ့ချမ်းနေလေအညီလေးဆင်းလာတဲ့သဘောဖြစ်မှာဆိုတော့ပြုလို့ရှိရင်သူကဒီမှာတဒန်းနဲ့ဆိုရင်တော့လာတော့လာတယ်သူကလည်းသူဒီလိုမျိုးလေးအနာလေးတတ်ထားမင်းကတော့နောက်တဒန်းထက်လိုက်လိုက်ပါအောင်မယ်တကယ်တော့မင်းလည်းခြီးတော့မလောက်တော့လက်အနာကိုတခြားရောင်နဲ့တက်ရတော့မထင်နဲ့အဲ့တော့ပုံမှန်အတိုင်းချိန်နှစ်ခုနဲ့သွားသွားပြီးလို့ရှိရင်မင်းတို့ဒီပထမချိန်ပေါက်မှာတော့တိုင်ရှည်ကရိုးရိုးဒီတိုင်ရှည်စိုက်ပဲပေါ့နော်ထိုးလိုက်မယ်ထိုးလိုက်ပြီးလို့ရှိရင်ဒီဒုတိယတိုင်မှာကြတော့ မင်းတို့ထိုးနေကြအတိုင်းရှေ့ရယူတာတတိုင်းနောက်ကနေယူတာကနောက်တတိုင်းကြတော့နောက်ကနေတိုင်းရှေ့ကိုထိုးမယ်ပေါ့အကိုရဲအနာတမှာထိုးတဲ့ဟာနဲ့အတူတူပါပဲအဲ့ဒါလေးကိုကိုလိုချင်တဲ့ခါရှေ့ဒီဒါကြောင့်မို့လို့မိမကအင်ဂျင်ခါတွင်းနေလဲစိတ်မကူနဲ့လို့ပြောတာပေါ့နော်ကိုလိုချင်တဲ့ sorry ကိုလိုချင်တဲ့ခါရှေ့ဒီဒီအတန်းကိုလိုရင်လိုသလောက်အဲ့လိုမျိုးဆက်ပြီးတော့ထိုးလို့ရပါတယ်ပို့ပြီးတော့ဒီနောက်တတန်းတက်မယ်ဆိုလို့ရှိရင်လည်းဒါက ဒီအကြောင်ချီတယ်လေအာတာချက်ကမလို့ကိုကြိုက်တယ်လို့ပုံဖော်လို့ရတာပေါ့မင်းတို့ကတော့တန်းတက်ချင်တယ်ဆိုလို့ရှိရင်လည်းသူက အဲမင်းကတော့သုံးတန်းမြောက်မထိုးပြလောက်ဘူးပေါ့နော်သုံးတန်းမြောက်ထိုးကျင်တယ်ဆိုလို့ရှိရင်သူကဒီရှေ့ကထိုးခဲ့တဲ့အတိုင်ကိုရှေ့ကပဲဆက်ယူမယ်နောက်ကထိုးခဲ့တဲ့အတိုင်ကိုနောက်ကပဲဆက်ထိုးမယ်အဲဆိုလို့ရှိရင်ဒီအကြွလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်ဒီဘက်ကိုကြွထွက်နေရလေအဲ့ဒီအကြွလေးကလည်းသူ့အတိုင်လေးအတန်းလိုက်လေးကြွကြွလေးထွက်လာလိမ့်မယ်ဟိုကိုလိုချင်တဲ့အတန်းရည်တီဒီလိုမျိုးထိုးပြီးတော့နောက်ဆုံးမှအတိုင်းရှိထိုးပြီးတော့အနားတက်လိုက်ရင်ရပါပြီအခုဒီနှစ်တန်းမြောက်ကိုလည်းမင်းဒီလိုမျိုးထိုးပြီးတော့မင်းကတော့ဒီနှစ်တန်းမဲထိုးပြီးတော့ခြေအနားတက်လိုက်ပါမယ်ဘယ်ဘက်ကကြည့်ကြည့်သူကအကြွလေးလေးဖြစ်တဲ့တဲ့နှစ်ဖက်လုံးနှစ်ဖက်လာပါနော် ဒါလေးထိုးထားပေးပါအဲထိုးပြီးတော့အနာတက်လိုက်ပါပြီးရင်လက်အနာလေးကိုလည်းမင်းတို့ဒီခါအနာတက်တယ်လို့မျိုးပဲပေါ့နော်တိုင်တို့တန်းထဲကျင်တယ်မထဲကျင်လည်းလက်အနာကလည်းဒီခါလိုမျိုးပဲတိုင်တို့နဲ့ပဲဆုံးတာဆိုတော့တိုင်ခြေတန်းကိုပဲထိုးပြီးတော့ဒီလိုမျိုးအနာတက်လိုက်ရင်ရပါတယ်ပြီးတော့လက်မှာတစ်ခုရှိတာကလက်ဝါကမင်းတို့ကဂျိုင်းအဂျိုင်းနာလေးပေါ့နော်ပြီးတော့လက်မောင်းရဲ့အဝါနဲ့အတူတူပဲဆိုတော့ကိုယ်နည်းနည်းကျင်နေတယ်လို့ခံစားရင်ဂုံးမှာဆားခဲ့တယ်လို့မျိုးပဲဒီလိုနှစ်တိုင်စုချိုလေးပေါ့နော်ဥမာ၃နိုင်တစ်ပေါက်တစ်တိုင်နဲ့၃နိုင်ထိုးမယ်နှစ်တိုင်စုချိုတစ်ခါလာမယ်တစ်ပေါက်တစ်တိုင်နဲ့ ့၃နိုင်ထူမန်းနဲ့တိုင်ဆူချွတ်တစ်ခါလာမယ်တပေါက်တစ်တိုင်၃နိုင်နှစ်တိုင်ဆူချွတ်တစ်ခါလာမယ်အဲ့လိုမျိုးကိုလိုတလာပေါ့နော်ဆူချွတ်တာလေးနဲ့တိုင်လေးတွေကိုကြုံသွားလို့ရပါတယ်အထူးသဖြင့်သတိထားမှာကဒီဘယ်ဘက်မှာလဲဥမာမင်းတို့က၃နိုင်အတဲထူတဲ့နှစ်တိုင်ဆူချွတ်တစ်ခါလာတယ်ဆိုလို့ရှိရင်ညာဘက်လက်ထူတဲ့အခါမှာလည်း၃နိုင်အတဲထူမန်းနဲ့တိုင်ဆူချွတ်တစ်ခါလာဒါမှမဟုတ်ရင်နှစ်တိုင်ဆူချွတ်တစ်ခါတစ်တိုင်လေးတစ်ခါနှစ်တိုင်ဆူချွတ်တစ်ခါရိုးရိုးတိုင်ရှိတစ်တိုင်တစ်ခါနှစ်တိုင်ဆူချွတ်တစ်ခါရိုးရိုးတိုင်ရှိတစ်တိုင်တစ်ခါအဲ့လိုမျိုးထိုးရဲဆိုလို့ရှိရင်ဘယ်နဲ့ညာနဲ့ကိုထိုးခဲ့တဲ့ဖက်တန်ကိုကိုမှတ်မိဖို့ရည်ကြီးပါရဲ့နော် at all. အဲကိုဒီလက်တစ်ဖက်မှာထိုးခဲ့တိုင်းကျန်တဲ့လက်တစ်ဖက်မှာလည်းအဲ့လိုမျိုးပဲထိုးပေးပါအဲ့ဒါဆိုလို့ရှိရင်လက်ကလည်းပေါ့နော်မင်းတို့ဒီချိုင်းကနေလက်အရှိတီကကိုလိုချင်တဲ့အရှိတီဥမာဒီတိုင်းထိုးတာလေးကနည်းနည်းတိုးနေတယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးမင်းတို့ခါနာတက်တယ်လို့မျိုးပဲအဲ့ဒီအနာတက်လေးကိုလည်းကိုလိုချင်တဲ့အရှိတီရအောင်စက်တိုက်ထိုးတော့လို့ရပါတယ်အဲမင်းအစီအပြေနော်ဒီလက်တစ်ဖက်ထိုးပြီးကျန်တဲ့လက်တစ်ဖက်ထိုးမျိုးတော့တင်ပေးမယ်ပေါ့နော်ဟိုမင်းမတင်ပေးပြင်လည်းဒီခါနာတက်တယ်လို့ပဲတက်လိုက်ရင်လွယ်ပါတယ်လို့အဲ့လိုပြောပြပေးတာပါဒီတိုင်းလေးပဲစက်တိုက်ထိုးပြီးတော့ခြေဆုံးတက်လိုက်ရင်ရပါပြီဒါဆိုရင်ပြီး ော့มาပါเนาะအခုဒီအပိုင်းမှာကြောက်လက်ထိုးနည်းလေးပြောပြမယ်ပေါ့เนาะဆရာမင်းရှိလေခါအနာထိုးတော့တော့ပြောလိုက်တယ်လက်ကိုဘလို့ဘလို့ထိုးဆိုပြီးစိတ်မဖြောင်းလို့မင်းလက်ထိုးနည်းကိုလည်းတပိုင်းလုပ်ပေးပါမယ်ဒါကတော့မင်းချီမလောက်လို့ရှိတဲ့ချီနဲ့ရောင်ဆက်ထားရဲပေါ့เนาะဒီထိုးနည်းကတော့ကိုယ်တိုင်နဲ့တူတူပါပဲသုံးတန်းထိုးထားပါတယ်အော်ပထမဆုံးကဒီတိုင်းရှိတန်းလေးရေပေါ့နော်တပေါက်တစ်တိုင်းနဲ့ထိုးသွားပါဆိုတာလေးကတော့မင်းထိုးမပြတော့ဘူး ။သူကလက်ထိုးနှီးဆလို့ရှင်ဒီလက်ချုပ်တဲ့နေရာလေသူကလက်မောင်းရဲ့ဒီလိုအောက်ဖက်ကိုရောက်มาဆိုတော့မလားမသိမမြင်ရတဲ့ပဲเนาะအိုင်းနာကနေစပါစပြီးလို့ရှင်မင်းဒီမှာတိုင်းရှိတဲ့ဘောက်တတိုင်းထိုးလာပြီးတော့ဟိုပထမဆုံးတိုင်ရဲ့ထိမ့်မှာရှက်ကော်လေးနဲ့သွားပြီးတော့ဆက်လိုက်မယ်။ဆက်လိုက်ပြီလို့ရှိရင်ဒုတိယတန်းဒုတိယတန်းထိုးမယ်ဆိုလို့ရှိရင်သူကလက်ကတော့ပတ်လဲ30တန်းဆိုတော့ဘောတော့ရှိရင်တော့ပြန်လဲစရာမလိုဘူးချိန်နှစ်ခုနဲ့လာလာပြီလို့ရှိရင်ပထမဆုံးအဲ့တိုင်ပေါ်မှာပဲနှစ်ကွင်းလုံးကိုယူမယ်တိုင်ရှိတစ်တိုင်ထိုးမယ် ဒေဥစာတော်မင်းရှိကနေယူထိုးတော့နောက်ကနေယူထိုးတော့အဲ့လိုမျိုးမထိုးတော့ဘောနောပုံမှန်တိုင်းရှိပဲထိုးတယ်ထိုးပြီးလို့ရှိရင်တရည်ရည်ပြီးတော့နောက်ဟာအာနောက်ဒုတိယတိုင်ကိုကြတော့ရှိကနေပြီးတော့တစ်ခါတတိုင်ထိုးတယ်တရည်ရည်တယ်နောက်တိုင်ကိုကြတော့ဒီနောက်ဘက်ကနေယူပြီးတော့ထိုးတယ်အော်ပြီးတော့မြင်တစ်ချက်မပြောလိုက်ရလို့ဘောနောမြင်ကတော့လက်ကလေးကိုနည်းနည်းတိမ်တိမ်ကျင်တာဖြစ်တဲ့အတွက်ဒီမှာတရည်တိုင်ကို တရက်တိုင်ကိုဒီမှာတပောက်တက်တိုင်နဲ့တင်းနှစ်သုံးလေးတိုင်တစ်ခါတို့တယ်နှစ်တိုင်ဆွတ်ချွတ်တစ်ခါထိုးတယ်တင်းနှစ်သုံးလေးတပောက်တက်တိုင်လေးတိုင်တစ်ခါထိုးတယ်နှစ်တိုင်ဆွတ်ချွတ်တစ်ခါထိုးတယ်အဲ့မှာမှဟိုလက်ကိုပို့ပြီးတော့ကြာကျင်းကျင်းပါလေဆိုတော့လူကကြတော့သုံးတိုင်တစ်ခါနှစ်တိုင်ဆွတ်ချွတ်တစ်ခါသုံးတိုင်တစ်ခါနှစ်တိုင်ဆွတ်ချွတ်တစ်ခါအဲ့လိုထိုးလို့လည်းရတယ်နှစ်တိုင်ဆွတ်ချွတ်တစ်ခါတတိုင်းတခါနှစ်တိုင်းဆွချွတ်တခါတတိုင်းတခါဒါကကုလိုချင်းနဲ့နေထားပေါ်မူတည်ပြီးတော့ထိုးသွားပါတော့ ထို့သားပြီးတော့ရှေ့မှာမှာခဲ့တယ်လို့မျိုးပဲဘယ်ဘက်မှာကတိုင်ရှိတလောက်လောက်ကြုံထိုင်ညာဘက်လက်ထိုးရင်လည်းတိုင်ကိုတလောက်ရည်အတွက်ကြုံရပါမယ်အဲ့ဒါမှာလက်နှစ်ဖက်ကအညီမြရမှာပါနော်မဟုတ်ရင်တစ်ဖက်ကလက်ဝါးရကျယ်ပြီးတော့တစ်ဖက်ကကြတော့ချင်းချင်းဖြစ်နေပါလိမ့်မယ်နက်ကရေကင်ထားတော့ကြာချီကက်ဟုတ်ရည်တယ်ချီရလေဒါဟိုအင်းကြီးတထဲကနေပြန်ပြီးဒါချီလုံးဝမလောက်တော့လို့မင်းရှိတဲ့ ဒီမှာနော်ဒီဆွချွတ်တဲ့ဆွချွတ်ထိုးခဲ့တဲ့နေရာကဒီနှစ်တိုင်ပေါင်းဝဒီလိုမျိုးအဝါတစ်ခုတစ်တိုင်းသာပဲဖြစ်သွားတော့အဲ့နှစ်တိုင်တော့တစ်ခါတည်းယူရမှာနော်ဒါလေးမင်းဟိုနောက်ပိုင်းဂုတ်တွေထိုးတော့အမှတော့မမလိုက်ရအောင်ဒါပေမဲ့သိမယ်ထင်ပါတယ်ရှင်းရတခါတိုင်ရှင်ကိုနောက်ကယူပြီးတော့ထိုးတာတခါအဲ့နောက်ကယူပြီးထိုးတာလေးကတော့ထိုးနေမကြလို့ရှင်တော့နည်းနည်းတော့ဘယ်လိုပြောမလဲလက်ဝင်နေပေါ့နော်ခက်တဲ့ပုံပေါက်တဲ့ပေါ့ဒါပေမဲ့အဲ့ဒါထိုးကြည့်ပါဒီရဲ့ပက်တန်က ဟိုကာရီကန်နေအခုလိုမျိုးအနာတက်လို့ရှိရင်ပေါ့နော်တော်တော်လေးကိုအသုံးဝင်နေတာပါဟောရှိကနေတတိုင်းဟောနောက်ကနေတခါဒီမှာဆိုလဲနှစ်တိုင်းစုချွတ်ဆိုတော့အဲ့နှစ်တိုင်းလုံးစာတပေါင်းစာကိုအကုန်လုံးချိန်ပြီးတော့ယူလိုက်ပါအဲ့ဒါကိုပက်လက်ထိုးပါနော်မင်းဟိုနာအဆုံးနာချက်တစ်ချက်ပြပါမယ် အခုမင်းဒီမှာဒုတိယတိုင်းအောင်ပက်လေထိုးလာအဲ့ဒီမှာတတိုင်းစာကျန်နေပေါ့နော်အဲ့တတိုင်းမှာလည်းဒီမှာတော့ရှိရှိရနေထိုးလာဆိုတော့ဒီတတိုင်းကြတော့နောက်ကနေခြိချင်းယူပြီးတော့တိုင်းရှိထိုးတယ်ထိုးပြီးလို့ရှိရင်မင်းတို့ကဒီမှာချိန်းနှခုနဲ့တိုင်းရှိတတိုင်းတက်ခဲ့လေအဲ့ဒီရဲ့ဒီထိတ်ပေါ့နော်ဒီအပွင့်နေရာလေးမှာပဲချက်ကော်လေးနဲ့တွားပြီးတော့ဆက်လိုက်မယ်ဒါကဒုတိယတိုင်းပြီးပါပြီတတိယတိုင်းတက်မယ်ဆိုလို့ရှိရင်လည်းချိန်းနှခုလာအဲ့ဒီအပေါက်မှာပဲတိုင်းရှိတတိုင်းထိုးလိုက်မယ် ။ဒါကြီးတိုင်းထိုးပြီးတော့မင်းကိုယ်ထဲမှာလည်းပြောရပါတော့၃နဲ့ဒီရောစာကို၃နဲ့ထိုးခြင်းညင်၄နဲ့ထိုးခြင်းညင်ဒီရှေ့ကထိုးတဲ့အတန်ပေါ်မှာကရှေ့ကဒီတိုင်ရှိကိုရှေ့ကနေယူခဲ့လို့ရှိရင်အဲ့ဒီတိုင်ကိုပဲရှေ့ကနေပဲနောက်ထပ်အထက်ယူမယ်။နောက်နောက်တစ်ကြော့ထိုးရင်ပေါ့နော်။ပြီးလို့ရှိရင်တရည်ရည်မယ်။နောက်ကယူတဲ့အတိုင်ကိုလည်းနောက်ကနေပဲဆက်ပြီးတော့ယူပြီးတော့ပြန်ထိုးမယ်။လို့ရှိရင်ရှေ့ရယူတဲ့အတိုင်းကိုရှေ့ကနေယူပြီးတော့ပြန်ထိုးမယ်။ဒါကမင်း၃တန်းမြောက်ပါနော်။ အဲနောက်ကယူတဲ့အတိုင်းကိုလည်းနောက်ကနေပြီးတော့ပဲပြန်ထိုးမယ်။ဒီလက်မှာဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့အရှိအတိုင်း၃တန်းဖြစ်ဖြစ်၄တန်းဖြစ်ဖြစ်လိုချင်သလောက်ထိုးပါ။လိုချင်သလောက်ထိုးတော့သူကဒီလိုပုံစံလေးရမှာပါဗျ။နော်ဒါကတော့မြင်၃တန်းထိုးတာကဒီမှာရှေ့ကယူတဲ့အတိုင်းကိုလည်းရှေ့ကနေယူပြီးတော့ပဲဆက်ထိုးတယ်။နောက်ကထိုးခဲ့တဲ့အတိုင်းကိုလည်းနောက်ကယူပြီးတော့ပဲဆက်ထိုးတယ်။ဒီမှာသူကလည်းသူဒီလိုကြွကြွလေးရရယ်နော်။အဲ့ဒါကိုပက်လက်ထိုးပြီးလို့ရှိရင် ီဘက်ရောက်လို့ရှိရင်တော့မင်းတို့ဒီအောက်မှာဆက်ခဲ့တယ်လို့မျိုးပဲဒီထိမ့်မှာရှက်ကော်လေးနဲ့လာဆက်ပြီးခြိဖြက်လိုက်ရပါပြီ။၃တန်းပြည့်ပြီ၄တန်းပြည့်ပဲအဲ့လိုမျိုးထိုးအောင်ပါပဲ။ဒါဆိုလို့ရှိရင်လက်ပတ်လည်းပြီးပါပြီ။ပြီးရင်တော့အင်ဂျင်ရှီချမ်းမှအလှဆင်မဟာလေးတွေကိုတပိုင်းလာပါမယ်။